်ချမ်းမှာစမ်းကျင်မှု ရေပေါ်၌လမ်းလျှောက်တော်မူခြင်းရှင်ယောဟန်ခရစ်ဝင်ကျမ်းအပိုင်း6အပိုင်းငယ်16မှ27တခင်ယေရှုကတပည့်တော်တို့နဲ့အတူဂါလိလဲပင်လယ်ကိုဖြတ်ပြီးခရီးထွက်တော်မူတဲ့အခါတခင်ယေရှုကလူပေါင်း9000ကျော်ကို မုံ9လုံးနဲ့ခလီတယောက်ယူဆောင်လာတဲ့9နှစ်လုံးကိုကျွေးတော်မူပါတယ်။ဒါအပြင်စားစရာတို့ကစင်အောင်12တောင်းနဲ့တောင်ကျန်ရှိနေပါသေးတယ်။ လူများစွာကအော်အဖွဲအားကိစ္စကိုကြုံတွေ့ခဲ့ရပါတယ်။အဲ့ဒီတုန်းကစားစရာသိမ်းမရှိလို့လူတွေက သူတို့ကိုကြွေးမွေးခဲ့တဲ့သခင်ယေရှုကိုသူတို့ရဲ့ဘယင်အဖြစ်လောက်စေခြင်းကြပါတယ်။သခင်ယေရှုသာသူတို့ရဲ့ဘယင်ဖြစ်လာရင်ဘလို့ဖြစ်မလဲ။ဟိုရှေ့ရှေ့တုန်းကကောင်းကင်ကနေဆင်းလာပြီးမန္နကိုသာစားတဲ့တောခန္ဓာရကလူတွေကမောရှေကိုပုံမတောင်းဆိုကြပါဗျ။ ီဂျစ်ပြည်မှာလိုမျိုးငါတခွားတီဖရဲတီနဲ့ကြက်သွမ်းမိန်များလိုမျိုးစားကောင်းတောက်ဖွဲ့တွေကိုတောင်းစားကြပါတယ်။ဒါအပြင်သခင်ယေရှုကိုဘယင်ဖြစ်စေခြင်းတဲ့သူတွေကကျွန်တော်တို့မှာပါမုံနဲ့ငါးတွေပဲရှိတာလားဆိုပြီးနောက်ပိုင်းမှာသခင်ယေရှုကိုအပြစ်တင်ကြပါတယ်။သူတို့ရဲ့ထက်ခါတလဲလဲတောင်းဆိုချက်တွေကိုသခင်ယေရှုကနားမထောင်ဘူးဆိုရင်သခင်ယေရှုကိုချက်ချင်းနှိမ်ချပါလိမ့်မယ်။ တခင်ယေရှုကသူတို့ရဲ့စိတ်နှလုံးကိုသိတော်မူပါတယ်။ဒါကြောင့်လူတို့ကိုစွန့်ပြီးတောင်ပေါ်တို့ခရီးဆက်တော်မူပါတယ်။တခင်ယေရှုကတောင်ပေါ်တို့ကြွတော်မူတာကိုမိန့်တော်မူတာကစူတောင်းဖို့အတွက်သွားတာလို့မိန့်တော်မူပါတယ်။တခင်ယေရှုကတောင်ပေါ်ကိုသွားပြီးနောက်တပည့်တွေလည်းထွက်ခွာလာပြီးပင်လယ်ကိုဖြတ်ဖို့စူးစမ်းကြပါတော့တယ်။ ဒါပေမဲ့တခင်ယေရှုမပါပဲဂါလိလဲဖီကိုဖျက်ပြီးကပရာနောင်မြို့ကို ခရီးထွက်ရတာကလဲကူတဲ့ပုံစံမပေါ်ပါဘူး။တပည့်များကြားထဲမှာဂါလိလဲပင်လယ်ကိုကောင်းစွာသိတဲ့တန်ငါသင်များလည်းရှိပါတယ်။ဒါပေမဲ့ခက်ခက်ခက်ခဲလော့ခတ်ပေမဲ့လေက ရှေ့သို့မရွေ့ခဲ့ပါဘူး။လေပြင်းတွေတိုက်ခိုက်ပြီးလှိုင်းတို့ကပြင်းထန်စွာရိုက်ခတ်နေခဲ့ပါတယ်။ဘာလို့လဲဆိုတော့သခင်ယေရှုကသူတို့ရဲ့လှေပေါ်မှာမလိုက်ပါခဲ့လို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ထိုးနောက်မှာတော့တခင်ယေရှုက သူတို့မမျှော်လင့်နိုင်သောနိလန်နဲ့သူတို့ထံသို့ရောက်ရှိလာခဲ့ပါတယ်။ဓမ္မဟောင်းကျမ်းစာမှာဖော်ပြထားတာကမန္နာကိုစားသောသူတို့ကမထင်မနိုင်သောနိလန်နဲ့ပင်လယ်ကိုဖြတ်ကူးကြတဲ့ကဲ့သို့ တခင်ယေရှုကလည်းဂါလိလဲပင်လယ်ကိုဖြတ်အကသူတို့ထံသို့တခင်ယေရှုကတခါမှမပြုတ်လို့ဘူးတဲ့နိလန်နဲ့ကြွလာခဲ့တယ်လို့ဆိုပါတယ်။ အားလုံးပဲကိုတော်ပဲဖြစ်ပါတယ်လို့မိန်ပါတယ်။တပည့်တော်တို့ကသခင်ယေရှုကိုရှင်လန်းစွာကြိုးဆိုကြပြီးမကြမီသူတို့လိုက်ပါလာတော်လှေကသူတို့သွားလို့ရအရက်တို့ရောက်ရှိသွားခဲ့ပါတယ်။ အားလုံးပဲတပည့်တော်တို့ကပင်လယ်ကိုဖြတ်ခိုးတဲ့အခါမှောင်မိုက်နေပြီးရုံးကန်လှောက်ခဲနေရပြီးသခင်ယေရှုကလည်းအဝေးသို့ရောက်ရှိနေပါတယ်။ကျွန်တော်တို့အတွက်လည်းဒီလိုအချိန်လေးရှိပါတယ်။ကျွန်တော်တို့ရဲ့အခြေအနေကြောင့်ကျွန်တော်တို့ကကြောက်ရွံ့ခြင်းတို့ရောက်ရှိသွားတဲ့အချိန်များရှိကြပါလိမ့်မယ်။ဘလို့ပဲစ조사အထုံနေပါစေဥတီယာကဝဲခွာနေခဲ့တဲ့အချိန်များဆိုရှိပါတယ်ဒီလိုအချိန်မျိုးမှာဒီနေ့အကြောင်းအရာကိုတတိယနေရပါမယ် ပင်ပန်းဆင်းရဲစွာဖြတ်တန်းနေရတဲ့ကျွန်တော်တို့ထံကိုသခင်ယေရှုကကြွလာတော်မူပါလိမ့်မယ်။ကိုတော်ကကျွန်တော်တို့ကိုမထင်မထားတဲ့နိလန်ဖြစ်လာရောက်ကကိုတော်ပဲဖြစ်တယ်မကြောက်နဲ့လို့မိန်တော်မူပါလိမ့်မယ်။သခင်ယေရှုကိုယုံကြည်ခြင်းကကျွန်တော်တို့အလိုရှိတဲ့ကျွန်တော်တို့ရဲ့အသက်တာနဲ့မဆိုင်ပါဘူးကျွန်တော်တို့ကအခက်အခဲများကိုဖျက်ဆီးပြီးရှောင်လန်းနေပေမဲ့ကျွန်တော်တို့ထံကြွတော်မူလာတဲ့သခင်ယေရှုအား 我没要耍就说一那个。阿龙，我打算也买好了。